အားလုံးပဲမင်္ဂလာပါယခင်ခင်မှာနီးပညာဆိုတာလူသားတွေရဲ့ဘဝကိုလုံးဝပြောင်းလဲပြင်နိုင်တဲ့အားကောင်းဆုံးအရာတွေတက်ကအခုအပါဝင်ပဲဖြစ်ပါတယ်အထူးသဖြင့်စမ်းမှုလို့ခေါ်တဲ့ဆက်ရုပ်တွေဟာကျွန်တော်တို့အနာဂတ်အတွက်အလွန်အသုံးဝင်တဲ့ဆက်ရုပ်အဖော်ကောင်းတွေပဲဖြစ်ပါတယ်ဆက်ရုပ်တွေရဲ့အကြောင်းကိုဒီကနေ့ဒီဗီဒီယိုလေးမှာ ပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားကြပါဦးနော်ဆက်ရုပ်တွေကို1950နှစ်လွန်ကတည်းကအလိုလျောက်လှုပ်ဆောင်နိုင်တဲ့လမ်းမောင်းတွေအဖြစ်စက်မှုလုပ်ငန်းတွေထဲမှာ စတင်ထုတ်လွှင့်အသုံးပြုခဲ့ပါတယ်1980ပြည့်နှစ်မှာတော့အမေရိကန်ကုမ္ပဏီကြီး General Motors ဟာကမ္ဘာပထမဆုံးစီးပွားဖြစ်ဆက်ရုပ် Unimate ကိုစတင်ထုတ်လွှင့်အသုံးပြုခဲ့ပါတယ်အဲဒီဆက်ရုပ်ရဲ့အဓိကတာဝန်ကတော့ကားကိုယ်ရေပြားတွေကိုဂရေစော်ဖို့နဲ့အပူချိန်မြင့်ပစ္စည်းတွေကိုသယ်ဆောင်ဖို့ပဲဖြစ်ပါတယ်ဒီလိုနဲ့ဆက်ရုပ်တွေကို လူတွေအသုံးချလို့ရမှန်းသိရှိသွားခဲ့ပါတယ်ယခင်ခင်မှာတော့ဆက်ရုပ်တွေရဲ့အသုံးဝင်မှုဟာ စက်ယုံကန်းတွေကနေကြော်လွန်ပြီးလူသားတွေရဲ့ဘဝနေရာတိုင်းကို ရောက်ရှိလို့လာခဲ့ပါပြီပထမတစ်ခုအနေနဲ့စက်မှုလုပ်ငန်းခွင်တွေမှာစက်ယုံတွေရဲ့ထုတ်လုပ်မှုတွေကလူသားတွေထက်ပိုမှုမြန်ဆန်တိကျခဲ့ပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ဈေးဘက်ဆိုင်တွေမှာဆရာဝန်တွေကိုခွဲစိတ်မှုတွေကစအကူအညီပေးတဲ့စက်ယုံတွေပေါ်ထွက်လာခဲ့ပါတယ်တတိယတစ်ခုအနေနဲ့အိမ်သုံးတွေမှာဆိုရင်အလိုလျောက်လှုပ်လှုပ်ပေးတဲ့ဖုံးစုံစက်ယုံတွေလေးပိစက်ကိုထိန်းချုပ်ပေးတဲ့စက်ယုံတွေအထိရရှိလာခဲ့ပါပြီ။ စတုထအနေနဲ့ကတော့အန်ဒီရရှိတဲ့ပတ်ဝန်းကျင်တွေဥပမာနျူကလ িয়ার ဓာတ်ပေါင်းဖိုတွေထဲမှာလူသားတွေအစဝင်ရောက်လောက်ကနေတဲ့စရုပ်တွေကိုထုတ်လုပ်အသုံးချနိုင်ခဲ့ပါပြီ။ဒါရီတွေမကသေးပါဘူး။အခုဆိုလူသားတွေဟာစရုပ်တွေကိုအထူးမှခွဲခြားပြီးလိုအပ်တဲ့နေရာတွေမှာအသုံးပြုနေကြပါပြီ။ဒါတွေကစရုပ်တွေရဲ့အသုံးဝင်မှုတွေကိုနမူနာအနေနဲ့အရေးကြီးတဲ့အစိပ်ပိုင်းလေးတွေဖြစ်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။စရုပ်တွေကိုပို့ပြီးအံအိုးကိုကောင်းအောင်ပြောင်းလဲစေတာကတော့ AI ဉာဏ်ရည်တုနည်းပညာပဲဖြစ်ပါတယ်။ AI စွမ်းရည်တွေထည့်သွင်းထားတဲ့စရုပ်တွေဟာလူသားတွေရဲ့စကားကိုနားလည်လာနိုင်တယ်လို့သူတို့ရဲ့ပတ်ဝန်းကျင်အလေ့ကျင့်ပညာတွေကိုသင်ယူပြီးတော့လဲသုံးဖြတ်ချက်တွေကိုယ်တိုင်ချမှတ်လာနိုင်ကြပါတယ်။ဥပမာအိမ်တလုံးရဲ့လူနေမှုပုံစံကိုလေ့လာပြီးမိခလုတ်တွေကိုအလိုလျောက်ပိတ်ပြီးတာတက်ကြီးရွယ်အိုလူနာတွေကိုစေးတောက်ချင်းတတိပေးတာကအစအရာအလုံးကိုလှုပ်ဆောင်လာနိုင်ကြပါပြီ။အနာဂတ်မှာတော့စရုပ်တွေဟာလမ်းပြပေးသူတွေစေးပညာတက်ကြမ်းသူတွေဖြစ်လာဖို့ကျွန်တော်တို့မျှော်လင့်လို့ရပါပြီ။ ကဘာတဝမ်းကစက်ရုပ်တွေရဲ့ယဉ်ကျေးမှုစက်ရုပ်တွေကိုအသုံးပြုပုံချင်းတနိုင်ငံနဲ့တနိုင်ငံမတူညီကြပါဘူး။ဘာလို့လဲဆိုတော့ဂျပန်နိုင်ငံမှာဆိုရင်လူသားတွေကိုစိတ်ချမ်းသာစေဖို့တက်ကြီးရွယ်အိုတွေကိုဂရုစိုက်ဖို့အတွက်သာချစ်စရာကောင်းတဲ့စက်ရုပ်တွေကိုဦးစားပေးတည်ထွင်ကြတာပါ။အမေရိကန်နိုင်ငံမှာဆိုရင်တော့စီးရီးတွေအာဂါသစူဇန်ရီးတွေနဲ့ရှာဝေကယ်ဆယ်ရီးနေရာတွေမှာခိုင်မာတည်ကြတဲ့စက်ရုပ်တွေကိုအဓိကအားစိုက်ထုတ်လုပ်တတ်ကြပါတယ်။ဒီလိုယဉ်ကျေးမှု ကွဲပြားမှုတွေကပဲစက်ရုပ်တွေရဲ့ပုံစံအမျိုးမျိုး စွမ်းဆောင်ရည်အမျိုးမျိုးကိုမွေးဖွားပေးနေတယ်လို့ဖြစ်စေတာပါဒီတော့ဆက်ရုပ်ဆိုးတာလူသားတွေအတွက်အစားထိုးဖို့မဟုတ်ပါဘူးနောင်ဆိုဆက်ရုပ်တွေဟာလူသားတွေနဲ့အတူအနာကက်အတွက်လုံဆောင်မှုတွေကိုဖန်တီးလို့ရမှာပဲဖြစ်ပါတယ်ဆက်ရုပ်တွေဟာကျွန်တော်တို့ရဲ့လက်တွဲပေါ်လမ်းမြသူတယောက်အနေနဲ့ရောစိတ်အင်အားတစ်ခုအနေနဲ့ရောအနာကက်မှာနေရာယူလာကြမှာပါနိပညာကိုလူသားတွေရဲ့အကောင်းကျိုးအတွက်အသုံးချနိုင်ပါစေလို့ပြောရင်ဒီမျိုးလေးကိုဒီမှာရန်နာလိုက်ကြရအောင်ပါအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်